ရှင်ယနေ့ကျင်းပပြုလုပ်တော်ကြပါစကားပြောဆွမ်းရည်ကြဲဝဲကြီးကို ကြွားရောက်လာကြပါတော့ဂုံးတရေရှိလူကြီးနေမြောက်ကြောင်းအောင်ဆရာမကြီးကြောင်းပြီထောင်သူဆရာဦးမင်းညီညီဝင်းနဲ့ကြီးရှဲတော်ပြုတ်သက်သက်ကြောပြညပန်းငယ်လေးများကို ပြိုးထောက်ပေးရပါတော့ဥယျာဉ်မူဆရာဆရာမမြောက်အကဲဖြတ်တိုင်းလူကြီးနေမြောက်ကမ္ဘာ့ကြောကြာမီမဟာဂုံးရှင်မြောက် ကျမနဲ့အတူမိညာလို့ရေတောက်တုံးနေကြပါလေ။ကျောင်းသားကျောင်းသူများပြိုင်ဝဲဝင်အကိုကြီးမကြီးညီငယ်ညီမငယ်များအားလုံးစိတ်ချမ်းသာခြင်းကိုဤချမ်းမခြင်းနဲ့ပြည့်စုံပြီးမိညာနဲ့မှရွှေကြမ်းမမဝေဖြာလန်းဆန်းကြပါစေလို့ဆုမောကောင်းတောင်းရင်မင်္ဂလာပါလို့နှုတ်ဆက်တာကောဝါဘီအပိုင်ရှင်ကျမကတော့ ာဝေရေကမေငေဤအနာဂတ်ကောင်ရာထောင်ကြောင်ပြောင်းဤလူငယ်များကိုဝေးထောက်ပေးနေပါသောမိမိရကိုယ်ပိုင်ကြောင့်အာအမျိုးရဲ့ great sign မှာပညာသင်ကြားနေပါသောလောကကိုမြေတော်ဝေပြစေနည်းမိမိရပန်းကလေးမှခိုးစစ်တန်တာလိုနဲ့ဖြစ်ပါရှင်သမရှင်ကြရမယ်ကောင်းစေလေးကရော ကျွန်တော်ဤရင်မှန်းချက်ဆိုရယ်ခေါင်းစဉ်လေးပဲဖြစ်ပါရဲ့ရှင်။လူဝဲလူဝဲမှာရင်မှန်းချက်ကိုစီရှိကြပါရဲ့ရှင်။မိမန်ချက်မရှိရသူဟာအမောင်ထဲမှာလမ်းကြောင်းနေတကယ်တော့ဆေးကန်းတော်သူ့မမာဖြစ်နေမှာမဟုတ်ပါလားရှင်။လူတိုင်းမှာရင်မှန်းချက်ကိုစီရှိကြရဲ့ဆိုတော့လက်ခံကြပါသလားရှင်။အထူးသဖြင့်ကျမတို့အကြောင်းသားအကြောင်းသူတွေမှာ ရေမဲချက်ကိုကြည့်ရှိကြပါရဲ့ရှင်အဲ့ဒီရေမဲချက်ကြီးကိုရအောင်ပါဖို့ကြိုးစားနေကြရဲ့ဒီမျိုးရှိတယ်လို့အချို့အကြောင်းသားအကြောင်းသူတွေဟာရေမဲချက်တန်းလိုက်ကိုရောက်ဖို့အတွက်စာကိုမကြိုးစားဘဲပေါင်းကြည့်ကိစောနေတာအခြေကုန်နေကြပါရဲ့ကျမအပါဝင်ကျောင်းသားကျောင်းသူအများစုဟာရေမဲချက်တန်းလိုက်ကိုရောက်ဖို့အတွက်စာကိုမကြိုးစားဘဲအခြေထုံးနေကြပါရဲ့ ဟုတ်ပါရဲ့ရင်မဲ့ဆက်တိုင်းတိုင်းကိုရောက်ဖို့ဆိုတာစာကိုကြိုးစားလေ့လာတင်ယူရပါမယ်ကျမဒီနေ့ဒီအချိန်မှစပြီးစကိုကြိုးစားပါတော့မယ်ရှင်။ကျမငယ်ငယ်ကထားခဲ့ရင်မင်းချက်ကိုဒီကအကြောင်းသားအကြောင်းသူဒီအကုန်လုံးတော့မများကိုမျှဝေပါရစီရှင်။ကျမငယ်ငယ်ကမကြာခဏဆိုတော့စီးရုံစီးကန်တရပါရဲ့။ အိမ်မှာဘာတွေ့ရလဲဆိုတော့ဆရာဝန်ကခလေးကိုဆေးရုံအမြန်တင်ရမယ်လို့ပြောလိုက်တဲ့အချိန်မှာသက်ဆံမရှိလို့ဆေးရုံမတင်ရပဲခလေးကိုဖတ်ပြီးငိုနေတယ်။မိခင်တယောက်ရဲ့ပုံလေးဟာကျမစိတ်ထဲအခုချိန်ထိမြင်ရောင်းနေတော့ပါပဲရှင်။ကျမတို့ဟာအဲ့ဒီကလေးမိခင်စီပွားပြီးခလေးစိတ်ကူးတော့ရင်းနဲ့မိသားစုစားဖို့အတွက်ကူညီပေးလိုက်ကြရဲ့။အဲအားကြောင့်ကျမကြီးရဲ့ခ ပြီးရင်းမဲ့ချက်ချထားခဲ့ရပါအဲဒီလိုအစင်မပြေတဲ့သူတွေတန်လာလာတွေတိလရှင်တွေကိုအခမဲ့စေကုသပေးရှင်ပါရဲ့ကျောင်းသာသာတော်ကျောင်းအောင်ဆရာမကြီးဆရာဆရာမများလေးကျောင်းသားကျောင်းသူများရှင်တကယ်တစ်ချိန်တကယ်လို့အဟောက်တိရမြည်ဆွဲဆောင်ပုံနဲ့အညီကျိုးသားလေကျိုးသားတလားဒီမဲဆက်တန်းတိုင်းကိုရောက်နိုင်နေမဟုတ်လားရှင် လောကမှာမဖြစ်နိုင်ဘူးဆိုတာမရှိပါဘူးမဖြစ်သေးတာပဲရှိတာပါဒါဆိုကျမရောပါလို့တဲ့လေကျမကအော်ကျမဖြစ်ချင်တယ်ဆရာဝန်တူဖြစ်ဖို့အတွက်စာရီကျိုးစားမယ်ရအောင်လုပ်မယ်လို့ဆုံးဖြတ်ထားပါရဲ့ကျောင်းသားကျောင်းသူမိအကိုမောင်နှမများမှလည်းရင်မှန်းချက်ကိုသိရှိကြရဲ့မဟုတ်လားရှင်ရင်မှန်းချက်ကိုသိရှိကြမယ်လို့ကျမယုံကြည်ပါရဲ့ တို့လူငယ်တွေဆွမ်းအားထုတ်နောက်ထပ်ဗမာဆုံးဆွေကြပြလေးအတိုင်းထူးခြားကြရအောင်ပါရှင်သမားတို့ကြောင်းသားကြောင့်ဘူအလုံးဟာအနာဂတ်နိုင်ငံတော်ဝန်ကိုထမ်းဆောင်ကြရမယ်ဒီမဟုတ်လားရှင်ဘလောက်တဲ့ခက်ခဲတင်မန်းနေပါစေရေမဲဆက်ပန်းနိုင်ဖို့ရအောင်ကြကြဖို့ဒီကပြလေးနဲ့တိုက်တွန်းပါရစေရှင်ခင်ကြီးတန်းခင်ကြီးတန်းရှီတူတက်ကလည်း မမောလေးလျှောက်ကြမယ်တန်းလာအရောက်ပဲတို့လူငယ်လေးဆွဲအားထောင်နောက်တို့ပင်မဲ့ဆုံးမိုးသောဆဝိုင်းချီအောင်ရင်ကြွားဖို့အငဲပြင်းတောင်းရင်ထက်ထက်ကြောထက်ထက်လမ်းကျဲကျော်လို့ပြန်မင်းရဲ့မနာတို့တပြီလုံလာထုတ်ကြဟိမနီမနာတို့များရှောက်တောင်းကြီးခွာအောင်ဆွဲဆရာမောင်တဲ့ကျူရဲ့တောင်းကြီးခွာအောင်ကြပြားလေးဟာကျမတို့ရဲ့ မိမဲဆက်တန်းလိုက်ကိုရောက်ဖို့အတွက်တွန်းအားပေးကြလို့မိမောင်းလေးထူပြနေပါရှင်။ကျမတို့အားလုံးကိုစီဖိုက်ပြင်းလို့ဒီထူစားရှာရအဝါရှင်။ကျမကရောကျမဖြစ်ရှင်နေဆင်းရဝဆွေရင်မဲဆက်ပန်းလိုက်ကိုတောက်ထိတ်ပေါ်ကိုတင်ထားလိုက်ပါပြီရှင်။လန်ခကြီးမှာဘရတဲ့ခက်ခဲပင်မယ်လို့ပါစေတလန်ရရေတလန်သွားမယ်မိတ်လို့တရေရေသွားရလေသွားမယ် ခရင်ငယ်လုံးရင်မမတိရွေရလေကျမဆက်သွားဖို့စုပ်ဖြည့်ထားပါရဲ့ဆရာဝန်နေမရောက်သေးတယ်ညို့နဲ့အလံဝေလာတယ်ကျမရဲ့ဇာတိညို့ရွာအပါအဝင်အခြားရွာများပြားကစီးရုံစီကံအချိန်မီမရောက်လို့ပေးလိုက်ရတယ်လူနာရဲ့အသက်တွေဟာမရေမတွက်နိုင်အောင်ရှိခဲ့ကြတာပါဒါသူများပြောလို့ကြားရတဲ့သတင်းတွေမဟုတ်ပါဘူး ကြည်ယုံခဏခဏတည်ရရဲ့ကျမရဲ့မျက်မြင်ကိုတွေ့ပြီးတော့ကျမကျမအောင်နေမယ်စာကူလေးစူးစမ်းမယ်ကျမနဲ့အတူကျမကျောင်းကူညီအကိုမောင်နှမများအားလုံးလည်းညီမချက်ပန်းနဲ့ကိုရောက်အောင်သွားကြပါလို့တိုက်တွန်းပြောကြရရစီရှင်ကျမတို့အားလုံးဟာဘဝစက္ကုံပေါ်မှာဇက်စီရအလိုကြကပြနေကြရဲ့မဟုတ်လားရှင်မကြည့်ရဲ့လောကကဘာဝရော ဘယ်အချိန်မှာဘာတွေဖြစ်လာမယ်ဆိုတာကိုပုံသမတ်တဲ့ပုံတွေသွက်စားထားလို့မရပါဘူး။ငါမိဘငါဖူးဖွားရေးကချမ်းသာတာပဲ။ငါစာမကျိုးစားနဲ့ငါအတွက်ဆယ်ကစားစာမကုန်နဲ့စီးတဲ့ဥစ္စာတွေရှိတယ်။ဒီမင်းနဲ့ခါစားမလို့ဘူးဆိုပြီးပြေးစားပြီးတော့နေလို့လည်းမရပါဘူး။အဲဒီလိုနေခဲ့နေလို့တရရောအခါကခရီးစစ်စဲကျွားတဲ့တစ်ထေသာမောင်းနေသေးဟာ မိသားအလိုလိုက်စာပေကိုကောင်းစွာမသိစာပေမတတ်တော့မိဘတွေပြောလို့နဲ့အခါမှာဥစ္စာစည်းကားကိုထိတ်ထိတ်ရကောင်းမှမသိမိမိတော့စာရေးသာပျော်ပါနေပြီးငန်းသေးမှာခွက်ဆွဲတော့စာဆွေရရဲဆိုရဲ့ဒီဟာဘလောက်တောင်ဆူရလိုက်ကြလဲရှင်ကျမပြောချင်တာကအော်မိဘတွေကတက်နိုင်လို့ပညာသိမိရဲ့အခါမှာမြင်မင်းဆက်တန်းလေးကိုရောက်ဖို့အတွက်စာရေးကြိုးစားဖို့ပါပဲ ဖေဖေမေမေဖူဖူဖူဖာရီပြောနေကြစကားအရာစာမလုံးရင်မောင်းမီးသွေးဖြစ်မယ်ဆိုတော့ညီကြီးလက်ခတ်တော့မလဲပါဘူးရှင်ကျမတို့ညီအကိုမောင်မရေအားလုံးလည်းမောင်းမီးသွေးမဖြစ်ကြပါနဲ့လို့ပြောကြပါရစေရှင်မဲဇဘန်လာရှိရဲ့ဒီမိကတော့ဘဝကိုအမြဲကောင်းမွန်အောင်နေထိုင်တတ်ကြပါရဲ့။ကျမကတော့ကျမရဲ့ဒီမဲဇတွေပြေးလာရင်ဆွဲအသွေးကိုတွေးပြီးတော့ အမြဲပျော်ရွှင်ခြင်းမူနေမိပါရဲ့ရှင်။ကျောင်းတော်ကြီးမှာသူရဲ့ရှင်တွေနဲ့ပျော်ပျော်ရွှင်ရွှင်ပညာသင်ပါမယ်ရှင်။ဇမယောလူငယ်အားလုံးဟာကိုယ်ဘဝကောင်းမွန်ရဲ့အကျွတ်သားမှာကအများအကျွတ်ပါအကျိုးပြုနိုင်မယ်။မြင်မဲ့ဆက်ကောင်းတွေရှိထားကြဖို့လိုအပ်ပါရဲ့ရှင်။သမားရောကျောင်းသားကျောင်းသူတွေအားလုံးမိုးကြတဲ့ကြွားစွာနဲ့ရင်းနှဲ့တဲ့ပန်းတိုင်းစီကိုတက်လှမ်းကြရအောင်လားရှင်။ ကျမကျမကတော့စစ်ဘေးတင်ဒေတာမှာရှောင်ပြေးရဲစစ်ဘေးရှောင်ကလေးတယောက်ပါကျမရဲ့ရေမန်းဆက်ဖြစ်တဲ့ဆရာတော်တို့ဦးဖြစ်လာတဲ့အချိန်ကြရဲစစ်ဘေးတင်ဒီသူများနဲ့ခက်ခဲချက်တဲနေတယ်ဒီသူများခံတော့ကျမကတော့အရောက်သွားရင်စိတ်ကူးသားမှုဝင်ဆောင်ရွက်နေချင်ပါရဲ့ရှင်ကျမရဲ့အသည့်ပညာနဲ့ပါလာရဲ့ဒီတော်တွေကိုလည်းတွားရောက်တာကျမရဲ့အသည့်ပေးခြင်းတွေကိုလည်း တော်ရဲ့ဘေးရှင်ပါသေးရဲ့ရှင်။နိုင်ငံသားတော်ဒဏ္ဍာမျိုးမွေးထုတ်ပေးရပါတော့။စာတင်ကျောင်းတွေကိုလည်းတွားရောက်တာကျမ်းမာရေးကူတာမှုတွေလှောက်ဆောင်ပေးရှင်ပါရဲ့။လူသားအလုံးလူသားအလုံးမှာကျမ်းမာရေးဟာအရေးကြီးတော့ပဲမဟုတ်လားရှင်။အားလုံးကြံတွယ်မယ်လားပဲ။ကျမ်းမာချင်းဒီလက်ကြီးတပါရဲ့ရှင်။လူကျမ်းမာမှာစိတ်ချမ်းသာနိုင်မှာပါ။ ။လူမကျမ်းမှလည်းဘယ်ရောက်ဖို့မှလှုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။လူသားအလုံးကျမ်းမှပျော်ရွှင်နေမှာကဘာကြီးတစ်ခုလုံးလည်းတာယာငြိမ်းချမ်းနိုင်မယ်မဟုတ်လားရှင်။လူသားများအတွက်ကျမ်းမာခြင်းစုလက်တွေတည်ဆောက်ပေးနိုင်ဖို့ကျမဆီယဝတ်တို့ဥပ္ပအားကိုစူးစမ်းပါမယ်ရှင်။ငုံမိသေးတာတက်နိုင်ထားရောက်တဲ့ရှင်။မဆုံးမနစ်စူးစမ်းရင်ရေမဲဆက်ပန်းနိုင်လို့ရောင်းနိုင်မှာအမှန်ပါပဲမဟုတ်လားရှင်။ ကျမရဲ့ကြိုးစားမှုတွေကနောက်တစ်ချိန်မှာဆင်းရဲမှုတွေဖြစ်ပေါ်ပြရမယ်လို့အထိုင်မှာဆုံးဖြတ်ချက်ချထားပါရဲ့ရှင်။ကျမဖြစ်ခြင်းနဲ့ဆင်းရဲမှုတွေဖြစ်ဖို့အတွက်ကျမစာရီကိုမနာမနေကြိုးစားပါမယ်ရှင်။ကျမလည်းအတူပညာလို့ရတောက်တုံးနေကြပါတယ်။ကျမကြောင့်ဒီမိအကိုမောင်နှမများလည်းဒီမဲချက်တိုင်းတိုင်းကိုရအောင်သွားကြရအောင်သွားနိုင်ဖို့စာရီကြိုးစားကြပါလို့တိုက်တွန်း င်ပြောကြရင်ကျမရဲ့ရှင်ပြိုင်မှုလေးကိုညီကိုချုပ်လိုက်ရပါရဲ့ရှင်။အားလုံးစိတ်ချမ်းသာကိုယ်ချမ်းသာပြီးရှင်နဲ့ချမ်းမြေ့နိုင်ကြပါစေရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။